နေဆက်ဒေတာဖြတ်တန်းသွားလာမှုမှာတာမြင့်ကန့်သက်ချက်တွေကိုရုပ်သိမ်းဖို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကစွန်16ရက်ကထိုင်းကိုပြောကြားခဲ့ပြီးရုပ်သိမ်းခြင်းမပြုပါကထိုင်းနိုင်ငံကတင်ပို့တဲ့အသီးနှံနဲ့ဟင်းသီးဟင်းရွက်တွေကိုတင်ပို့ခွင့်ပိတ်ပင်သွားမယ်လို့ရာဇသံပေးခဲ့ပါတယ်။မေ28ရက်ကကမ္ဘောဒီးယားထိုင်းနဲ့လာအိုနေဆက်တွေထိတွေ့တဲ့မြားသရိကန်လိုလူသိများတဲ့နေဆက်ဒေတာမှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားတွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့်ကမ္ဘောဒီးယားစစ်သားတအိုးသေဆုံးခဲ့ပြီးတဲ့နောက် နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်နေတာပါ။ထိုင်းနဲ့ကမ္ဘောဒီးယားစစ်တပ်တို့ကတော့၎င်းတို့ဟာမိမိကိုယ်ကိုခုခံကာကွယ်ဖို့လှုံ့ဆော်ခဲ့တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။မကြသေးမီရပိုင်တွင်ထိုင်းဟာကမ္ဘောဒီးယားနဲ့ထိစပ်နေတဲ့နယ်စပ်ဒေသတွေကိုထိန်းချုပ်မှုတွေတင်းကျပ်ခဲ့ပြီးကမ္ဘောဒီးယားကလည်း၎င်းရဲ့စစ်သားတွေကိုအပြည့်အဝတန်လှန်နှိုးဆော်ထားဖို့နဲ့နိုင်ငံအတွင်းရုပ်သံလိုင်းတွင်ရုပ်ရှင်ရုံတွေမှာထိုင်းရုပ်ရှင်တွေထုံးလင်းပြသခြင်းမပြုဖို့တားမြစ်ခဲ့ပါတယ်။ဒါ့ပြင်ကမ္ဘောဒီးယားဟာထိုင်းနိုင်ငံကနေဝယ်ယူတဲ့အင်တာနက်လိုင်းကိုလည်းဖျက်တောက်ခဲ့ပါတယ်။ လက်ရှိအထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဟွန်ဆန်ကထိုင်းဆိုရအနေနဲ့24နှစ်ရည်အတွင်းနေဆက်မှာတာမြင့်ကန့်သက်ချက်တွေအလုံးကိုရုပ်သိမ်းခြင်းမပြုပါကထိုင်းရဲ့အသီးအနှံတွေနဲ့ဟင်းသီးရွက်တင်ပို့မှုအလုံးကိုပိတ်ပင်မယ်လို့နိုင်ငံတော်မေကောအတွင်းချင်းချောက်ပြောကြားခဲ့ပါတယ်။ထိုင်းဘက်ကနေဆက်ဖြတ်တန်းသွာလာမှုတွေကိုဒီနေ့မှပုံမှန်အနေထားတိုင်းပြန်ဖွင့်မပေးဘူးဆိုရင်တော့မနက်ဖြန်မှာကမရိယကိုတင်ပို့နေတဲ့ထိုင်းသီးနှံတွေနဲ့ဟင်းသီးရွက်တွေကိုတာမြင့်ပိတ်ပင်သွားမှာပါလို့ဟွန်ဆန်ကပြောကြားခဲ့ပါတယ်။ဒါ့အပြင် ဒီအစီအမံတွေနဲ့ပတ်သက်ပြီး၎င်းရဲ့အသားဖြစ်သူလက်ရှိကမ္ဘာရီးယားဝန်ကြီးချုပ်ဟွန်မာနက်ကလည်းထိုင်းအနာဝိုင်းတွေကိုအသိပေးထားကြောင်းဟွန်ဆန်ကပြောကြားခဲ့ပါတယ်။